မိတ်ဆွေတို့ရေတစုံတယောက်ကိုချစ်မြတ်နိုးဖို့ထက်ကြောက်ရွံ့ခြင်းကပိုပြီးလွှမ်းမိုးနေတယ်ဆိုရင်ဘယ်လိုလုပ်မလဲဒီအခြေအနေကိုဂျူလီယာကွင်ရဲ့ The Viscount Who Loved Me စာအုပ်ထဲမှာတွေ့နိုင်ပါတယ်လန်ဒန်မြို့ရဲ့အထက်တန်းလွှာအတိုင်းဝိုင်းမှာအချစ်နဲ့ကြောက်ရွံ့မှုတွေကြားကဆက်ဆံရေးကိုဘယ်လိုပုံဖော်ထားလဲဆိုတာကိုလေ့လာကြည့်ကြရအောင် ဂျူလီယာကွင်ဟာနမဲကျော်ရိုမန်စာရေးဆရာတဦးဖြစ်ပြီးသူ့ရဲ့စာအုပ်တွေဟာကမ္ဘာတဝန်းကစာဖတ်သူတွေကိုဆွဲဆောင်နိုင်ခဲ့ပါတယ် The Viscount Who Loved Me ကတော့သူ့ရဲ့ Preacher Dan Series ကဒုတိယမြောက်စာအုပ်ဖြစ်ပါတယ်ဒီစာအုပ်ထဲမှာအချစ်မိသားစုနဲ့လူမှုရေးအတိုင်းအဝိုင်းရဲ့ရှုပ်ထွေးမှုတွေကိုစိတ်ဝင်စားဖွယ်ဇာတ်လမ်းဆင်ထားပါတယ်1814ခုနှစ်ရဲ့လန်ဒန်မြို့မှာမင်္ဂလာပွဲတွေနဲ့အထက်တန်းလွှာလူ့အဖွဲ့အစည်းဟာအယံကိုစီကားနေပါတယ် မိခင်တွေကသူတို့ရဲ့သမီးတွေကိုအိမ်အောင်ချပေးဖို့အလွန်စိတ်အားထက်သန်နေကြပြီးဘိုက်ကောက်အန်တိုနီဘရစ်ဂျာတန်ကတော့အယန်းကိုလူကြိုက်များတဲ့လူပြိုကြီးတစ်ယောက်ဖြစ်ပါတယ်။ဒါပေမဲ့ကိတ်ရှက်ဖီကတော့သူ့ရဲ့နာမည်ကုန်တဲ့င်းကိုတိတ်ပြီးစိတ်မဝင်စားပါဘူး။နာမည်ကြီးကော်လန်နဲ့ဖြစ်တဲ့ Lady Wistedown ရဲ့လူမှုရေးစာတမ်းတွေကအန်တိုနီနဲ့ကိတ်တို့ရဲ့ဖြစ်နိုင်တဲ့ဆက်ဆံရေးကိုအရေးအမွေပြတာကြောင့်ဒီနှစ်မှာစိတ်ဝင်စားစရာတွေနဲ့မမျှော်လင့်ထားတဲ့ရိုမန့်တွေပြည့်နေနိုင်ပါတယ်။ လေဒီဝစ်စတက်တောင်းရဲ့သတင်းစာကလူများရဲ့စိတ်ဝင်စားမှုကိုနှိုးဆော်ပေးနိုင်ပါတယ်။အန်တိုနီဘရစ်ဂျာတန်ဟာငယ်ရွယ်စဉ်မှာဖခင်ဖြစ်သူအက်မန်ရဲ့တည်ဆုံမှုကြောင့်စိတ်ထိခိုက်ခဲ့ရပါတယ်။ဖခင်ကိုအတူယူပြီးအန်တိုနီကသူ့လဲငငယ်ရွယ်ရွယ်နဲ့တည်မယ်လို့ယုံကြည်ထားတဲ့အတွက်ချစ်ချင်းမေတ္တာမပါဘဲအိမ်တော်ပြုဖို့ဆုံးဖြတ်ခဲ့ပါတယ်။ ဒီယုံကြည်ချက်ကသူ့ရဲ့ဆုံးဖြတ်ချက်တိုင်းကိုလွှမ်းမိုးထားပြီးခြေရသူကို ထားရစ်ခဲ့ရတဲ့ဝေဒနာကနေသူ့ကိုယ်သူကာကွယ်ဖို့ကြိုးစားနေပါတယ်။နာမည်ပျက်ရှိတဲ့သူတယောက်ဖြစ်ပေမဲ့အန်တိုနီဟာမိသားစုအနာဂတ်အတွက်အိမ်တော်ပြုဖို့ဆုံးဖြတ်လိုက်ပါတယ်။သူကအက်ဒရီနာရှက်ဖီကိုပြစ်မှတ်ထားပြီးချစ်ချင်းမေတ္တာမပါဘဲလက်ထပ်ဖို့ကြိုးစားပါတယ်။ဒါပေမဲ့အက်ဒရီနာရဲ့အမဖြစ်သူကိတ်ကသူ့ကိုမယုံကြည်တဲ့အတွက်အက်ဒရီနာကိုကာကွယ်ဖို့ကြိုးစားပါတယ်။ အန်တိုနီကကိတ်ရဲ့စိတ်သက်ပြင်းထန်မှုကိုသဘောကျလာပြီးသူမောက်ကိုဆွဲဆောင်ခံရပါတယ်။ကွဲတစ်ခုမှာအန်တိုနီကအဒရီနာနဲ့ကနေတာကိုကိတ်ကမကြေမနက်ဖြစ်နေပါတယ်။ကိတ်ကအန်တိုနီကိုမယုံကြည်တဲ့အတွက်သူ့ကိုစောင့်ကြည့်နေပါတယ်။တစ်ဖက်မှာလည်းအန်တိုနီကကိတ်ရဲ့စိတ်သက်ပြင်းထန်ပြီးထက်မြက်တဲ့ဉာဏ်ရည်ကိုသဘောကျနေပါတယ်။ကခုံကြတဲ့အချိန်မှာအန်တိုနီနဲ့ကိတ်တို့ဟာဆွဲဆောင်မှုနဲ့မုန်းတီးမှုတွေကြားမှာတိတ်တဆိတ်ရှင်ပြိုင်နေကြပါတယ်။ ဘရစ်ဂျာတန်တို့ရဲ့ဥယျင်ခြံထဲမှာပုံမောကိန်းကစားရင်းဘရစ်ဂျာတန်မောင်နှမတွေရဲ့ပြိုင်ဆိုင်လူစိတ်ကိုမြင်တွေ့ရပါတယ်။ကိတ်ကနမဲဆိုးနဲ့ကြော်ကြားတဲ့တေမင်းရဲ့တခွန်ကိုကင်ပြီးသူ့ရဲ့ကြွမ်းကျင်မှုနဲ့စိတ်ပိုင်းဖြတ်မှုကိုပြသခဲ့ပါတယ်။ဒီကိန်းကအချစ်ဆက်လန်တွေရဲ့တင်ဂီတာတစ်ခုဖြစ်လာပြီးအန်တိုနီနဲ့ကိတ်တို့ရဲ့ပြိုင်ဆိုင်မှုက ပိုပြီးပြင်းထန်လာပါတယ်။ရေမောတန်တွေနဲ့ပြိုင်ဆိုင်မှုတွေကြားမှာသူတို့နှစ်ဦးကြားကခန်းစားချက်တွေကပိုပြီးပေါ်လွင်လာပါတယ် အင်ကြီးပါတီမှာလှုပ်ဝက်ချက်တွေနဲ့မပြောရဲတဲ့ဆန္ဒတွေကအပေါ်ယံမှာဖုံးကွယ်ထားပါတယ်။အန်တိုနီနဲ့ဂိတ်တို့ကသူတို့ရဲ့ခံနိုင်ရှိသလောက်စန့်ကျင်မှုစူးစမ်းပေမဲ့တယောက်ကိုတယောက်ဆွဲဆောင်နေကြပါတယ်။ဥယျာဉ်ထဲမှာ တွေ့ဆုံခိုက်မှာအန်တိုနီက သူ့ရဲ့အတိတ်ပြုမှုတွေအတွက်တောင်းပန်ပါတယ်။သူ့ရဲ့စိတ်ရင်းမှန်ကိုတည်သွားတဲ့ဂိတ်ကဘိုက်ကောင်အကြောင်းကိုပြန်စဉ်းစားမိပါတယ်။ သူတို့နှစ်ဦးကြားကဆက်ဆံရေးဟာတင်းမာမှုတွေနဲ့ပြည့်နှက်နေပြီးသူတို့နှစ်ဦးစလုံးကလစ်လူရှူလို့မရတဲ့ခံစားချက်တွေကိုရင်ဆိုင်နေရပါတယ်။အန်တိုနီနဲ့ကိတ်တို့ကြားကတင်းမာမှုတွေဟာမိုးကြိုးပြတဲ့အချိန်မှာ အထုတ်ထိတ်ကိုရောက်သွားပါတယ်။မိုးရွာနေတဲ့အချိန်မှာသူတို့နှစ်ဦးဟာခိုးလုံးရရှာရင်းသူတို့ရဲ့အတွင်းစိတ်ထဲမှာလည်းမုန်တိုင်းတွေထန်နေပါတယ်။ ဖွင့်ဝင်ခံမှုတွေနဲ့ရင်ဆိုင်မှုတွေဖြစ်ပေါ်ပြီးသူတို့နှစ်ဦးစလုံးကသူတို့ရဲ့အမှန်တကယ်ခံစားချက်တွေကိုရင်ဆိုင်ဖို့အတင်းကျပ်ခိုင်းစေခံရပါတယ်။အဲဒီနောက်မှာသူတို့နှစ်ဦးဟာကြီးထွားလာတဲ့ဆွဲဆောင်မှုတွေရဲ့အကျိုးဆက်တွေကိုစဉ်းစားနေကြပြီးချစ်ချင်းမေတ္တာနဲ့မုန်တီးခြင်းကြားကမြင်းဟာမထင်မထားတဲ့နီလန်းတွေနဲ့ဝေဝါးလာပါတယ်။လူမှုရေးပွဲတစ်ခုမှာကိတ်ကခရက်စီတာကောင်ပါနဲ့ပင်နီလိုပီဖေတာရင်တန်တို့ကြားကရက်ဆက်တဲ့အပြောဆိုတွေကိုမျက်မြင်တွေ့လိုက်ရပြီး လူဖွဲ့စည်းရဲ့ရက်ဆက်ကြမ်းကြုတ်မှုကိုမိမောက်ထိုးပြလိုက်ပါတယ်။အန်တိုနီက ဝင်ရောက်တာစီးပြီးပင်နီလိုပီကိုညစာစာပွဲကိုခေါ်သွားကလူမှုရေးဆန်နှုန်းတွေကိုစန့်ကျင်ပြီးအနိုင်ကျင့်သူတွေကိုမုံတီးကြောင်ဖော်ပြခဲ့ပါတယ်။အဲ့ဒီလိုကျင်လာတဲ့လုပ်ရက်ကကိတ်ကိုအံ့အားသင့်စေပြီးအန်တိုနီကိုရိုးရိုးသားသားလူဆိုးတယောက်လိုမြင်ခဲ့တဲ့အမြင်ကိုစိန်ခေါ်လိုက်ပါတယ်။ အဲ့ဒီအဖြစ်အပျက်ကပိုပြီးနှဆိုင်တဲ့ခံစားချက်တွေကိုဖော်ထုတ်ဖို့အတွက်အခြေအနေတစ်ခုကိုဖန်တီးပေးပြီးကိတ်ကအန်တိုနီရဲ့အမှန်တကယ်စရိုက်ကိုစတင်မြင်တွေ့လာတာနဲ့အမျှသူတို့ရဲ့ဆက်ဆံရေးမှာပြောင်းလဲမှုတစ်ခုဖြစ်ပေါ်လာပါတယ်။မိုးချိုးမုန်တိုင်းကကိတ်ရဲ့ငယ်ဘဝအတွေ့အကြုံတွေကနေဖြစ်ပေါ်လာတဲ့မုန်တိုင်းတွေကိုကြောက်တဲ့စိတ်ကိုနိုးထစေခဲ့ပါတယ်။အန်တိုနီက သူမရဲ့ကြောက်ရွံ့မှုကိုမြင်တော့သူ့ရဲ့နူးညံ့တိမ်မွေးတဲ့ဘက်ကိုထုတ်ဖော်ပြသပြီးနှစ်သိမ့်ပေးခဲ့ပါတယ်။ ကိတ်အိတ်ပြောသွားတဲ့အခါသူမဟာမေးပြောက်လူနီးပါးဖြစ်နေတဲ့သူမအမေမုံတိုင်းကြောင့်တည်ဆုံသွားတဲ့အိမ်မက်ဆိုးကိုပြန်မြင်အောင်လာပါတယ်။အန်တိုနီရဲ့ရောက်ရှိမှုကနှစ်သိမ့်မှုရဲ့အရင်းအမြစ်ဖြစ်လာပြီးသူမအပေါ်ထားတဲ့သူ့ရဲ့ခံစားချက်တွေကိုသူသိရှိလာပါတယ်။ဒီညဟာအပြောင်းလဲတစ်ခုကိုဖြစ်စေပြီးသူတို့နှစ်ဦးစလုံးကသူတို့ရဲ့အားနည်းချက်တွေကိုရင်ဆိုင်ပြီးစိတ်ပိုင်းဆိုင်ရာကြီးထွားမှုနဲ့နားလည်မှုကိုရရှိစေပါတယ်။ အန်တိုနီဟာသူ့ရဲ့ဖခင်ငငယ်ရွယ်ရွယ်နဲ့တည်ဆုံးခဲ့တာကြောင့် သူလည်းငငယ်ရွယ်ရွယ်နဲ့တည်ဆုံးမယ်လို့ကြောက်နေပါတယ်။ကိတ်ကိုချစ်ပေမဲ့သူ့ရဲ့ခံစားချက်တွေနဲ့သူမကိုထားရစ်ခဲ့ရမှာကို ကြောက်တဲ့စိတ်နဲ့မပေါင်းဆက်နိုင်ဖြစ်နေပါတယ်။ဒီအတွင်းစိတ်ပရိပခကတင်းမာတဲ့ရင်ဆိုင်မှုတစ်ခုကိုဖြစ်စေပြီးအန်တိုနီရဲ့ခံစားချက်တွေကိုမဖော်ပြနိုင်တဲ့အခြေအနေကသူတို့နှစ်ဦးကြားမှာအကွာအဝေးတစ်ခုကိုဖန်တီးပေးပါတယ်။ကိတ်ကနားလဲဖို့စူးစမ်းပြီးသူ့ကိုရင်ဆိုင်ပေမဲ့ အန်တိုနီရဲ့အားနည်းချက်ကိုကြောက်တဲ့စိတ်က သူမကိုတုံထုတ်လိုက်ပြီးသူတို့ရဲ့ဆက်ဆံရေးမှာအကျက်တဲတစ်ခုကိုဖန်တီးလိုက်ပါတယ်။သူမရဲ့ညီမဖြစ်သူအက်ဒရီနာနဲ့အပြင်ထွက်နေတော့ကိတ်ဟာမြင်းလဲမတော်တဆမှုတစ်ခုမှပါဝင်ခဲ့ပါတယ်။အန်တိုနီကမတော်တဆမှုကိုမျက်မြင်တွေ့လိုက်ရပြီးကြောက်လန့်တကြားဖြစ်ကသူမရဲ့ဘေးကိုအလျင်အမြန်ပြေးသွားခဲ့ပါတယ်။ရှုပ်ထွေးနေတဲ့အချိန်မှာသူကသူမကိုချစ်ချောင်းဖွင့်ဝင်ခံခဲ့ပြီး သူ့ရဲ့ခံစားချက်တွေနဲ့သူ့ရဲ့ကြောက်ရွံ့မှုတွေရဲ့အချီးမီးဖြစ်မှုကိုသိရှိသွားပါတယ်။ဒဏ်ရာရပေမဲ့အသက်ရှင်နေတဲ့ကိတ်ကသူ့ရဲ့ချစ်ချင်းမေတ္တာကို တုံ့ပြန်ပြီးပြစ်ဆုံးပံမှာအသက်ရှင်နေထိုင်ဖို့အရေးကြီးကြောင်းနှစ်ဦးစလုံးကအတိမတ်ပြုပါတယ်။ဒီဖြစ်ပျက်ကသူတို့ရဲ့နှောင်ကြိုးကိုခိုင်မာစေပြီးမတိချမရေရာမှုတွေရှိနေပေမဲ့အတူတကွရင်ဆိုင်ဖို့ဆုံးဖြတ်ခဲ့ကြပါတယ်။ တိတ်ကဒံယာတွေကနေပြန်လဲတက်တာလာတဲ့အခါအန်တိုနီကသူမရဲ့ဘေးမှာနေပြီးသူမရဲ့ပြန်လဲကောင်းမွန်လာဖို့ထောက်ပံ့ပေးခဲ့ပါတယ်။သူတို့နှစ်ဦးစလုံးကသူတို့ရဲ့ကြောက်ရွံ့မှုတွေနဲ့အိမ်မက်တွေကိုဆွေးနွေးကြပြီးကိတ်ကအန်တိုနီကိုအပြည့်အဝအသက်ရှင်နေထိုင်ပြီးသူတို့ရဲ့ချစ်ချင်းမေတ္တာကိုလက်ခံဖို့အားပေးခဲ့ပါတယ်။ကိတ်ရဲ့ခွန်အားကအန်တိုနီကိုစိတ်အားတကြွစေပြီးသူကငငယ်ရွယ်ရွယ်နဲ့တည်ဆုံးမယ်ဆိုတဲ့ကြောက်ရွံ့မှုကိုဆွန့်လွတ်ပြီးချစ်ချင်းမေတ္တာကစွန့်စားရကြုံနဲ့တယ်ဆိုတာကိုသိရှိလာပါတယ်။ သူတို့ရဲ့ဆက်ဆံရေးကအပြန်အလှန်လေးစားမှုနဲ့နားလည်မှုအပေါ်မှာတိဆောက်ထားပြီးချစ်ချင်းမေတ္တာနဲ့ရေမောတန်တွေနဲ့ပြည့်နှက်နေတဲ့အိမ်တလုံးကိုဖန်တီးခဲ့ကြပါတယ်။အန်တိုနီရဲ့39နှစ်မြောက်မွေးနေ့မှာသူက သူ့ရဲ့ဘဝနဲ့ကိတ်နဲ့အတူမျှဝေထားတဲ့အချစ်ကိုပြန်သုံးသပ်ခဲ့ပါတယ်။မိသားစုနဲ့ဝိုင်းရံထားပြီးဂီတနဲ့ရေမောတန်တွေနဲ့အတူ သူတို့ရဲ့ဘဝမှာအခန်းတစ်ခုကိုစတင်ခဲ့ကြပါတယ်။ အန်တိုနီက သူ့ရဲ့ကြောက်ရွံ့မှုတွေကိုကြော်လွှားပြီးအနာဂတ်ကို မျှော်လင့်ချက်နဲ့ပျော်ရွှင်မှုတွေနဲ့တူလက်ခံခဲ့ပါတယ်။အဲ့ဒီနေ့ကအစတစ်တစ်ခုရဲ့တင်ဂေတာဖြစ်ပြီးသူတို့နှစ်ဦးစလုံးကအတူတကွနှစ်ပေါင်းများစွာနေထိုင်ဖို့မျှော်လင့်နေကြပါတယ်။သူတို့ရဲ့အချစ်ဆက်လန်းကကြောက်ရွံ့မှုတွေနဲ့မတိချာမရေရာမှုတွေနဲ့ပြင်းထန်နေခဲ့ပေမဲ့အခုတော့မျှော်လင့်ချက်နဲ့ပျော်ရွှင်မှုတွေနဲ့တောက်ပနေပါတယ်။ မိတ်ဆွေတို့ရေ The Viscount Who Loved Me ရဲ့အဓိကသင်ခန်းစာတွေကတော့ချစ်ချင်းမေတ္တာရဲ့တန်ဖိုးနဲ့ကိုယ့်ရဲ့ကြောက်ရွံ့မှုတွေကိုရင်ဆိုင်ကျော်လွှားဖို့ပါပဲ။အန်တိုနီရဲ့ခရီးကနေတည်ယူရမှာကပစ္စုပန်မှာနေထိုင်ပြီးချစ်ချင်းမေတ္တာကိုလက်ခံဖို့ပါပဲ။ကိရဲ့ခရီးကနေတည်ယူရမှာကကိုယ့်ရဲ့အားနည်းချက်တွေကိုအားသာချက်အဖြစ်ပြောင်းလဲနိုင်နေဆိုတာပါပဲ။ဒါကြောင့်မိတ်ဆွေတို့လည်းကိုယ့်ရဲ့ဘဝမှာချစ်ချင်းမေတ္တာကိုအပြည့်အဝခံစားပြီးပျော်ရွှင်စွာနေထိုင်နိုင်ကြပါစေ။ ဒီစာအုပ်ကိုဖတ်ပြီးတဲ့နောက်မိတ်ဆွေတို့ရဲ့အတွေ့အမြင်တွေကိုခမ်းမန့်မှာဝေမျှပေးကြပါဦးနော်